အားသောဝါလာရှိညီကောင်မတော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဂျွန်လ14ရက်နေ့ရက်နောက်ဆုံးရအာဆီနယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဦးစားပေးကြည့်သူတွေအားလုံးလည်းတကယ်ကျေးဇူးတင်ပါတယ် ယ်ပထမဦးတင်ပုတ်ကတော့ Fabrizio Romano YouTube မှာပြောသွားခဲ့တဲ့စကားတချို့ကိုကျွန်တော်နှုတ်ထုတ်ပြီးတော့ပြန်လည်တင်ဆက်ပေးမှာပါဒါကတော့ Victor Yogren နဲ့ပတ်သက်တဲ့သတင်းပေါ့လေ Victor Yogren နဲ့ပတ်သက်ပြီးတော့ Sporting တို့ကအခြေခံအားဖြင့်ပြောင်းရွှေ့ခြေကို Euro 80ကနေ85တန်းကြားလောက်သူတို့ကအနည်းဆုံးလိုချင်နေတယ် အတွန်ဘောနက်ဘာညာနဲ့ဆိုဒီထက်ပိုပြီးများသွားနိုင်တယ်စပိုတင်းမှာတော့ဒါပြတက်ယောဂရက်လက်ရှိချိန်မှာမပျော်ဘဲနဲ့သူ့ကိုလိုချင်တဲ့ကလပ်သင်းတွေအများကြီးရှိရဆိုတာကိုလည်းသူကိုယ်တိုင်ခံစားမိနေဆိုပြီးတော့ဒါဖေဘီဆိုရိုမာနိုကပြောသွားတယ်ဒီနေရာမှာဒီကစားမောက်ဂျူဝင်တက်ကလည်းစိတ်ဝင်စားနေပြီးတော့ဒါပေမဲ့ဂျူဝင်တက်မှာလည်းဘန်နာကြီးပိုင်းဆိုင်ရာအရာသူတို့ရဲ့ဒူဆန်ပလာဟိုဘစ်ကိုရောင်းချပြပါပဲဒီပြောင်းရွှေ့တဲ့ဝင်လာဝယ်ရှိရဆိုပြီးတော့ဖေဘီဆိုရိုမာနိုကပြောသွားပါတယ်ဒါတော့သူ YouTube မှာစကားဖြစ်ပြောသွားတာ ဟိုပုံမှန်စာရေးတင်တဲ့ post ပုံစံမျိုးတော့မဟုတ်ဘူးအဲ့တော့ဘီတာယောဂရက်နဲ့အာဆင်နယ်သတင်းတွေထွက်နေချိန်မှာပဲသူကဒါကိုထပ်ပြီးရှင်းသွားတာကတကယ်လဲ sporting အသင်းဥက္ကဋ္ဌလိုချင်တဲ့ euro တန်း80နဲ့100ကျားဆိုတဲ့အမောင်းလောက်ကိုတွားဖို့ကြတာကျောင်းပုံမှန်အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်တော့ပြောင်းချွေကြည့်ဒီလောက်လိုချင်ဆိုမဲ့နောက်ကွယ်မှာကျွန်တော်တို့အတ်အွန်ဘောနဲ့ဘာညာခန်းစားခွင့်တွေဘာစုဖလားယူနိုင်ရင်ပွဲအတွက်ဘလောက်ဆော့နိုင်ရင်ဘလောက်ထပ်ပေးရမယ်ဆိုတဲ့အပိုင်းတွေအများကြီးရှိတယ်။ဒါက underground contract မှာတတ်တတ် ကျွန်တော်လူသိတာတော့ပြောင်းဖြစ်ဖြစ်ဘလောက်နဲ့ပါသွားပြီးအဲ payment structure ဘလို့ဆိုတာမျိုးပဲကျွန်တော်တို့သိတာအားကြောင့်မို့လို့ sporting တို့က bitter yogurt နဲ့ပတ်သက်ပြီးတော့ euro တန်း80ကနေ85တန်းကြာအမှန်တကယ်ဆိုရင်တော့တန်း80နဲ့100ကျားလောက်သွားကြမဲ့ package တစ်ခုကိုလာပြီးကန့်လတ်မှုမျှော်လင့်နေတယ်ကြံခဲ့တဲ့ရပိုင်းကထွက်ခဲ့တဲ့တချို့ rumor ရဆိုအဆင့်နဲ့တန်း60နဲ့ကန့်လတ်ဆိုတာကကနဦးကန့်လတ်မှုပဲတကယ်လဲဖြစ်ချင်မှဖြစ်လိမ့်မယ်ဗောလေအဲ့ဆိုဘလို့ထင်ကြလဲ ဆက်စကိုဇေလောက်နီနီဖြစ်နေတဲ့ယောဂရက်အသက်အားဖြင့်ဆိုလို့ရှိရင်လေဒါ28နှစ်ဆိုငယ်တဲ့အရွယ်တော့မဟုတ်တိုက်စစ်မှုတအူးအနေနဲ့ဆိုရင်တော့ပနတိဘောက်ထဲမှာနေပြီးဂိုးသွင်းမှာဆိုရင်တော့3လနှစ်တော့ကောင်းကောင်းသုံးလို့ရတယ်ဒါပေမဲ့ဒီကစားမောက်အသုံးပြုမှာကအာတီတာအာတီတာဒီတိုက်စစ်မှုမကလို့ဘယ်လိုကစားမောက်မျိုးပဲဖြစ်ဖြစ်ပွဲချိန်အတွင်းမှာသူက200 300လောက်ကိုဘတ်စလိုက်ဖြစ်ဖြစ် in position မှာအသုံးပြုတတ်တဲ့နီးပြတယောက်တောင်းစုမှုအရမ်းမြင်ပါတယ် ကျွန်တော်ထင်တယ်အာဆင်နယ်ကိုတိုက်စစ်မှုစစ်စစ်တူရောက်လာမယ်ဆိုရင်တော့မှဂျေဆုလိုလိုဟာဘတ်တူလိုမျိုးကွင်းလက်ထိဘောလုံးစင်းစရာတွေဝင်းကောင်ကိုထွက်ကူရတာတွေနဲ့ခန်စစ်မှာစင်ပြီးဘောလုံး recovery ပြန်လုပ်တာမျိုးတွေသူအသုံးပြုခြင်းလည်းပြုသွားနိုင်တယ်အဲဆိုအာဆင်နယ်ကိုရောက်လာပြီဆိုရင်ဘလို tradition နဲ့တိုက်စစ်ဦးပဲဖြစ်ဖြစ်ဒီပိုင်းတွေတော့ကျွန်တော်မြင်တွေ့ရဖို့တော့ရှိနေတယ်ကျွန်တော်တော့ Sasco နဲ့ Yogurt ဘယ်သူပဲရောက်ရောက်တေချာတခုတော့အာဆင်နယ်တို့ငွေသုံးပါလိမ့်မယ် တလောကလုံးကတိုက်စစ်မှုလိုတယ်ဆိုပြီးတော့အဲ့ UK အခြေစိုက်လူတွေကိုယ်တိုင်ကထောက်ပြနေတာဖြစ်တဲ့အတွက်သူတို့ဝယ်လိမ့်မယ်တခုတော့ရှိတယ်ဒီကစားသမိုင်းနဲ့ပတ်သက်ပြီးသူတို့ဘသူ့ကိုရွေးသွားမလဲဘလောက်ပမာဏကြီးလိုက်ရောမလဲဆိုတာပဲစောင့်ကြည့်သွားပါပါအာဆီယံကလွန်ခဲ့တဲ့9နှစ်အတွင်းမှာဆိုရင်တိုက်စစ်မှုတွေတိုက်စစ်တောင်ပံတွေဝယ်တဲ့အပိုင်းမှာဆိုရင်ဥရောပအသင်းတွေထဲမှာအဆင့်60ဖြည့်ရပ်တည်နေတဲ့ငွေသုံးအနည်းဆုံးဖြစ်လက်ရှိနေပါတယ်။ဒုတိယနောက်သတင်းတစ်ပုဒ်ကတော့ဒါခော့ဆိုင်ကဖော်ပြထားပါဘောလေ။အော်ဒီသတင်းမဆတ်နေခင်မှာ တခုလေးကျွန်တော်ညီကိုတွေပြောပြရှိတယ်နေ့စဉ်အပြောင်းအလဲသတင်းတွေကိုစိတ်ဝင်စားနဲ့ကြည့်နေသူတွေအတွက်အမှတ်တရလေးတခုလုပ်ပေးခြင်းလို့အဲ့ဒါကအခုဒုတိယသတင်းတစ်ပုတ်မကြည့်ခင်လေးတွေမှာတဲ YouTube မှာဆိုလို့ရှိရင်တော့ပို့ပြီးအခွင့်ထူးခံရတယ်။ဘာလို့လဲဆိုတော့မိနစ်50 မိနစ်60လောက်စောပြီးတော့ YouTube ကတရံတက်တာကိုအဲ့တော့ YouTube မှာကြည့်တဲ့ကျွန်တော်ညီကိုအစောဆုံးကြည့်ရလူတယောက်ခေါ်မှာရေးခဲ့ပါအစောဆုံးကြည့်ရလူပဲပေးပါနော်အဲ့ဒါတော့ဖုံးပေ9000ပေးပါမယ်ပထမတော့1000လို့ဂျာစီလို့ပေးဖို့ပဲဘတ်ဂျက်နေထားရလောဆယ်တော့ဒီလိုမျိုးအမှတ်တရလေးကျွန်တော်ခက်ဆစိတ်လုပ်သွားဖို့လည်းရှိရဲ့ဗီဒီယိုပုံတိုင်းမှာတော့ပေးရမှာမဟုတ်ဒီလိုမျိုးဂျာဖြတ်လေးပေးမှာဖြစ်တဲ့အတွက်ပထမဆုံးမန်းတဲ့လူပါဒုတိယမြောက်မန်းတဲ့လူတွေတတိယမြောက်မန်းတဲ့လူတွေရမှာပေါ့အဲဒါပထမဆုံးစောစောမန်းတဲ့လူရပါမယ် YouTube မှာကြည့်တဲ့လူတွေကတော့အားတာပါတယ်ကဲပထမဆုံး ဘယ်နှမိနစ်မှမတ်လဲဆိုတော့ရေးသားခဲ့ပါကဲဒုတိယမြောက်သတင်းတစ်ပုဒ်ကျွန်တော်ပြောလိုက်အောင်အဲ့ဒါတော့အာဆင်နယ်ကတောင်မန်နီယာအတွက်ပြစ်မှတ်ဆေးနယ်မှာလိုက်ပစ်စ်ကအန်တိုနီယို ဒါနူစာကိုစိတ်ဝင်စားနေတယ်စိတ်ဝင်စားတဲ့အစ်စ်မဲ့တရားဝင်ကံလန်းမှုတွေပါတော့မလုပ်သေးဘူးဒါကလည်း RP Leipzig အသင်းရဲ့တက်စစ်တောင်းကစားမှဒီကစားမနဲ့ပတ်သက်ပြီးတော့ German Bundesliga Club RP Leipzig တို့ကယူ55တန်ဈေးကတ်ထားတယ်တောင်းမနှစ်ဖက်စလုံးမှာကစားနိုင်တယ်ပြီးတော့ဒီ Hasspe လို့ခေါ်တဲ့ကွင်းလင်တက်စစ်နေရာမှာလည်းကောင်းကောင်းဆော့နိုင်တဲ့ကစားသမားသူကလည်းကြံခဲ့တဲ့နေရာမှာရောက်လာခဲ့တာ အဲ့တော့ဒီသားမနဲ့ပတ်သက်ပြီးတော့ဒါကြံခဲ့တဲ့ຫນွေတုံးကသူတို့ Euro 20တန်းနဲ့ Club Brugge ကနေသူတို့ခေါ်ခဲ့တာဗောလေ Club Brugge ကတစ်ချိန်တုန်းက Euro 3တန်းနဲ့ဝယ်ခဲ့တဲ့ player ဆိုတော့ကပြီးတော့ရောင်းတာအခုတော့ Euro 20တန်းနဲ့ဝယ်ထားတဲ့ဒီကစားသမားကို Euro 45တန်းရရောင်းမယ်ဆိုပြီးတော့ Leipzig တို့ကဥရောပအသင်းတွေကိုအကြောင်းပြန်ထားတယ်ဒီဘီရိုရိုက်ကူးရေးလုံနေတဲ့အချိန်မှာပဲ Romano စီကသတင်းတပုတ်တက်လာတယ်အဲ့ဒါဘာလဲဆိုတော့ဒီကစားသမားကို Premier League Newcastle က Euro 3တန်းနဲ့ တန်းလေးစင်နဲ့ကန်လန့်ဖို့အတွက်ပြင်ဆင်နေဆိုပြီးတော့ကြားသိရပါလေအသက်20ပဲရှိတဲ့နော်ဝေသားပါကျွန်တော်တို့အရင်တော့လည်းဒီစားမလေးတည်င်းထွက်ခဲ့ဘူးတဲ့အာလင်းဟာလန်မာတီအိုရီဂန်ဒီနူစာဒီ၃ယောက်အတွက်ဓာတ်ပုံနေမကြာခဏကျွန်တော်တို့ Twitter မှာတွေ့ရတယ်နော်ဝေသင်းရဲ့အနာဂတ်ရွှေရောင်ကျယ်ပွင့်ဘာညာဆိုပြီးတော့သူတို့ဘက်ကတင်စားနေနူစာကတကယ်ကောင်းတဲ့ player အဲ့တော့နယူကာဆယ်စီရောက်ဝိုင်းတော့ဒုတိယမြောက် လက်ဇန်ဒါအီဆက်လိုမျိုးတစ်ချိန်မှာဈေးတွေအရန်မြောင်းလာနိုင်တဲ့ player ပေါ့လေအာကြီးကတော့စိတ်ဝင်စားတဲ့အဆင့်ပဲရှိသေးတယ်အာကြီးကတော်တော်လေးကြိုက်တယ်လို့ကြားသိရတယ်ဒါပေမဲ့ကြိုက်တာကြိုက်တာပဲငွေတကယ်သုံးမဲ့ဘုံဖွဲ့ရဲ့လုံးနိုင်ဆုံးပဲကျွန်တော်စောင့်ကြည့်သွားပါပါဒီရသည်36ဝက်မှာ23ဝက်ပွဲထွက်တာတယ်ငါးဝက်သွင်းပြီးတော့6လုံးဖိုင်တာပါတယ်တတိယမြောက်ဒရင်ဘုတ်ကတော့ကက်စတာဒဲလိုစပေါ့ကိုဖော်ပြထားပါဘောလေဒါကတော့ AC Milan အသင်းက အာဆင်နယ်ရဲ့ကစားသမားဟောင်းဂရင်းနစ်ရှာကာကြီးနဲ့ပတ်သက်ပြီးတော့ခေါ်ဖို့သူတို့ကကြိုးစားနေပါတယ်။အမှန်တကယ်တော့သူတို့ကွင်းလေကစားသမားရိုင်းစကာရဲ့နေရာမှာအစားထိုးဖို့ပေါ့လေ။မန်ချက်စတာစီးတီးအသင်းကိုပြောင်းသွားခဲ့တဲ့ရိုင်ဒါရဲ့နေရာမှာသူတို့အစားထိုးနေတာ။အဲ့တော့ကျွန်တော်တို့တချင်တော့ကျွန်တော်တို့နှလုံးလားလူမိုက်ကြီးဘီယန်လီဖာကူစင်မှာရောက်နေခဲ့တဲ့ဂရင်းနစ်ရှာကာကိုသူတို့ကယူအို၁၂တန်းလောက်အသုံးပြုသွားဖို့ရှေ့ဆိုပြီးတော့ဖော်ပြထားတယ်။အမှန်တော့ယူအို၁၂တန်းဆိုတာဂရင်းရှာကာရဲ့ထရပ်စပါမတ်ကတ်တန်ကြီးပဲ။အာဆင်နယ်စီကနေ ဘေးလီဗာကူစီကိုပြောင်းသွားခဲ့တော့ယူ22ငါးတန်း2023နွေရပါလေ2028ခုနှစ်သက်တမ်းရှိသေးမယ်ဇာဘီလွန်ဆိုလည်းမရှိတော့သူ quality player တချို့လည်းထွက်သွားချိန်မှာဒီကစားသမားကြီးကလည်း AC Milan ကံလမ်းမှုစိတ်ဝင်စားနေဆိုပြီးကြားသိရတယ်။အဲ့ဆိုပြောင်းရင်လည်းပြောင်းသွားနိုင်တယ်ပေါ့လေ။ဘာပြောပါ Bayern Leverkusen နဲ့ဆိုင်တော့ AC Milan လိုမျိုး Italy club တင်းတင်းကိုရောက်သွားတာကတော့သူ့အတွက်ဆိုရင်တော့နောက်ထပ် upgrade တစ်ခုလို့တော့ကျွန်တော်ကတော့ထင်တယ်။အဲ့တော့ Arsenal အတွက်ဆိုရင်တော့ဒီကစားသမားကြီးက298ဘဝမှာ23ဂိုးသွင်း26ဂိုးဖန်တီးခဲ့ပါတယ်။ အနီကက်9ချိန်ထိပြီးတော့အဝါကက်86ချိန်ထိထိခဲ့ပေါ့လေအဲသူကတော့မိုချန်ကလာဘက်ကနေပြီးတော့အာဆင်နယ်ကိုရောက်လာခဲ့တာတစ်ချိန်လုံးကပေါ့ဒါဘီယန်လီဖာကူဆင်မှာတော့69ပဲကစားတယ်ဒါ200ဒီတွင်းမှာ69သိမ်းပြီး6လုံးဖိုင်တာတယ်အဝါကက်15ကက်ထိထားတယ်အဲ့ဒီမှာတော့အနီကက်တကမ်းမှမထိရဘူး ဲ့တော့ဒီကစားသမားကြီး AC Milan ဂျာစီနဲ့တွေ့ရမှလားကျွန်တော်စောင့်ကြည့်သွားမှာပါဒီတက်တက်မြောက်သတင်းတစ်ပုဒ်ကိုနောက်ထပ်သတင်းလေးတစ်ခုနဲ့ကျွန်တော်ကပ်ပြီးဖော်ပြချင်တာကအာဆင်နယ်တို့ရဲ့အသက်15နှစ်ရွယ်လူကစားသမားလေးမတ်တိုမန်းနဲ့ပတ်သက်ပြီးတော့အိုက်တာကလာမယ့်ယာတီမှာအသင်းကြီးစီနီယာ level အတွက်တရားဝင်ခေါ်လိုက်ပြီလို့ကြားသိရတယ်ဆိုလိုချင်တာဒီယာတီမှာ Louis Kelly နဲ့ Ethan Wanderley ကိုအိုက်တာခေါ်လိုက်တဲ့ပုံစံမျိုးပဲလူငယ်သေးမှသွားကန်စရာမလိုဘူးအသင်းကြီးမှပဲနေဆိုတဲ့ပုံစံမျိုးသူကတော့ဟိုကြံကလေးယာတီက Ethan Wanderley လိုပဲဖြစ်မှာ senior level မှာ ဝင်ကစားခွင့်တော့ရမယ်။ဒါပေမဲ့အသင်းကြီးဝယ်လဲခွင့်အောင်အသုံးပြုလို့မရသေးဘူး။ဘာကြောင့်ဆိုအသက်18နှစ်ပြည့်မှာသုံးလို့ရမယ်ဆိုတဲ့ပရီးမီးယားလိရဲ့စီမင်းကြောင့်ဒါကြောင့်မို့လို့အီတန်ဝင်ရဲ့လူဝစ်ကယ်ရီကတော့အသင်းကြီးဝယ်လဲခံသုံးလို့ရပြီ။ဒီကစားသမားလေးကတော့ဟိုအရန်ကုန်မှာပဲတွေ့မြင်ရမယ်။ဒါမို့အိုက်ဒါပွဲထွက်ဖြစ်ထဲသုံးမလား။အရန်နေမကြခဏဝင်ဆုံးဝင်ရမလားစောင့်ကြည့်ပါပါ။အိုက်ဒါအသုံးပြုပြုလို့လည်းမရတော့ဘူး။တို့လိုချင်တဲ့တိတိမှာချဲစီတို့ဘာစီလိုနာတို့မန်ချက်စတာစီးတီးတို့ကတော်တော်များများဒီကစားမကိုချိတ်ဆက်မှုလုံးနေဖြစ်တဲ့အတွက်အိုက်ဒါကပွဲထွက်ခွင့် ပမာဏတချို့နဲ့စီညာလေးပဲခေါ်ပါမယ်ဆိုပြီးကစားမောက်ဆက်ပြီးစီယုံထားတယ်လို့ကြားသိရပါဗျ။ဒီစီဇန်လေးကိုဒီကဝင်းကြီးပုံပြီးတဲ့ရှိုးဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်။အမဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်သူညာကို6939ကို6320ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်။ iPad ခွေကို Sport Online 93တို့ကိုဆော့နိုင်ပါတယ်။နောက်ပြီးတော့ Sport တန်းဆောင်ဆိုတဲ့ application လည်းရှိပါတယ်။ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့လောင်းကျင်နေဆိုရင်အပျော်ပဲဖြစ်ဖြစ်စီးပွားဖြစ်ဖြစ်ဆော့ကျင်နေဆိုတော့ရှိုးဘောလုံးမှာလာပြီးဆော့ဖို့ကျွန်တော်က ဖိတ်ခေါ်ချင်ပါတယ်။ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ဒါ Premier League ရဲ့ official မကြခင်ကြုံညာတော့မဲ့သတင်းလေးတစ်ခုနဲ့ဖော်ပြချင်ပါတယ်။လာမယ့်2025 2026ဘောလုံးရာသီ Premier League ရဲ့ပွဲစဉ်ဇာတ်ရည်ကိုအခုလာမယ့်16ရက်နေ့မှာတရားဝင်ကြေညာတော့လောက်မှာပါ။အဖွင့်ပွဲစဉ်ဖြစ်တော့ Arsenal ကဘယ်သင်းနဲ့တွေ့မှမသိဘူး။ရင်ခုန်ကြေညာတော့ကောင်းတယ်။မနစ်ကတော့ကျွန်တော်တို့အဖွင့်ပွဲ၄ပွဲရှိတယ်။အဲ့ဒီ၄ပွဲမှာကျွန်တော်တို့ဒီဒါ၃ပွဲထိနိုင်ခဲ့တယ် ပထမဆုံးဖွင့်ပွဲကဝူဘာဟမ်တန်ကို2ဂိုးပြတ်နေနိုင်တယ်ဒုတိယဖွင့်ပွဲမှာအဝေးကွင်းမှာအစတိုမီလောင်2ဂိုးပြတ်နေနိုင်တယ်တတိယပွဲမှာတော့ဒါဘရိုက်တန်နဲ့အငင်းပွားဝယ်ရပဲဝမ်ဝမ်းသေကြခဲ့တယ်နောက်ဆုံးပွဲစဉ်၄ပွဲမြောက်ကတော့ဒါတလုံးတည်းသောဂိုးနဲ့စပောင်းနိုင်ခဲ့တယ်အဲ့အဖွင့်ပွဲစဉ်၄ပွဲမှာကျွန်တော်တို့ဒီတပွဲပဲတေကြခဲ့ပြီးတော့ရမှတ်အပြည့်ဝယူနိုင်ခဲ့တေကြခဲ့တဲ့တပွဲကလည်းဒါဒိုင်နီရဲ့92ကြောင်နဲ့အခန်းကဏ္ဍကြီးအများကြီးပါပေါ့လေအဲ့တော့ထားလိုက်ပါ ဒီရာသီပရီးမီးယားလိအဖွင့်ပွဲ၄ဝက်ပဲတင်းနဲ့ကြာမယ်ကျွန်တော်တို့ဆက်ရှင်းနေကြရင်တော့တရားဝင်သိရပါပြီကဲအဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီမနက်ခင်းနဲ့ပတ်သက်ပြီးသတင်းညဒါပဲရသေးတယ်၁၆ရက်နေ့ကြာတော့မှာပဲအပြောင်းပြေးဈေးကပြန်ပြီးဖွင့်ပါလိမ့်မယ်